ပါရီဇိုဒီမိုကရေစီစနစ်မှာတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲတွေဟာဒီမိုကရေစီစနစ်ရည်ရည်တည်တဲ့ခိုင်မာမြန်မာနိုင်ငံမှာစစ်တပ်ရဲ့အာဏာသိမ်းမှုနဲ့အတူတည်သူတွေရဲ့ဘဝဟာလည်းအဆင်တစ်ဆက်နေပါခဲ့ရပါတယ်။မောဘောထောင်မီ၆ခါမပါဘူး။စစ်တပ်အုပ်ချုပ်မှုကိုစေစုံးနဲ့ပေါင်းများစွာခံနိုင်ရတဲ့တည်သူတွေနေနဲ့လေးစင်ဘဝခက်ခဲကြက်တဲမှုတွေနဲ့သာ ရှင်သန်ခဲ့ရတာပါ။အဲ့ဒီခက်ခဲကြက်တဲမှုတွေက ခုထိတိုင်ဆုံးမသက်နိုင်ပဲရင်စည်းခံနေရဆဲဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းအုပ်ချုပ်မှုကြောင့်တိုင်းပြည်ဟာချက်ချုံကျခဲ့ပေမဲ့အာဏာသိမ်းစကောင်းဆောင်တွေဘွားကတော့လက်ပြည်နဲ့နဲ့မကကျွဲဝပိုင်ဆိုင်သွားကြပါတယ်အဲ့ဒီထဲမှာလက်ရှိအာဏာသိမ်းစကောင်းဆောင်မင်းအောင်လှိုင်ကရှေ့ကစီနီယာတွေထက်ကိုလက်ဆောင်ထပ်သူလို့ဆိုရမှာပါမင်းအောင်လှိုင်အင်းနဲ့အာဏာသိမ်းခဲ့တာဆိုရင် လိန်နေတာကာလာတဲ့ရောက်ရှိခဲ့ပါပြီ။ သူတက်မတော်ကာကွယ်ဦးစည်းချုပ်တာဝန်ရယူထားတာဆိုရင်လည်း73နှစ်နေပါရှိပြီဖြစ်ပါတယ်။အဲ့ဒီချိန်ကာလဟာဦးနေဝင်တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့23နှစ်၊ဦးသက်ရွှေအုပ်ချုပ်ခဲ့တဲ့16နှစ်ထက်ဆိုင်ရင်နည်းတယ်လို့ဆိုရပေမဲ့အဲ့ဒီချိန်တိုကာလအတွင်းမှာမင်းအောင်လည်းရဲ့ကြွေးပေါင်းမှုကတတ်တော်ရှိအာနာရှင်တို့အထက်တာလုံးနေခဲ့ပါပြီ။အာနာရှင်အောင်ဦးနေဝင်အနေနဲ့သူအုပ်ချုပ်စဉ်ကာလမှာ တိုင်းပြည်ဗန္ဒာငွေတွေကိုသူ့ကိုယ်ပိုင်ပတ်စံလို့သဘောထားခဲ့သူဖြစ် ကြောစောခဲ့ပါတယ်။သူအနေနဲ့ရောင်များစွာသောရွှေတွေစုဆောင်းပိုင်ဆိုင်ခဲ့သလိုကြည်ပဗန်တွေမှာပတ်စံတွေအနှံထားခဲ့တဲ့ဆိုပြီးလဲသတင်းတွေထွက်ခဲ့ပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုတွေကိုလျှို့ဝှက်ထားတာကြောင့်ဘလောက်ချမ်းသာကျွယ်ဝတယ်ဆိုတာကိုကိန်းကလန်းတွေနဲ့သိရှိရဖို့ခက်ပါတယ်။တားဆင်မိဆက်စားမကုံသုံးမကုံအောင် ချမ်းသာကျွယ်ဝခဲ့တယ်ဆိုတာကတော့ဒီဖြစ်သူကြုံနေဝင်အင်းနေဝင်တို့ကသတိပြနေပါတယ်။ဦးနေဝင်ရဲ့ ချမ်းသာကြွယ်ဝမှုဘလောက်ရှိတယ်ဆိုရင် သူမြင်းနေရောက်ရဲ့လက်ရှိနေသားဘီလီယံနာတွေလို နေထိုင်သုံးမျိုးမှုတွေနဲ့တင်ခံမှန်းလို့ရနေပါတယ်။ကြုံနေဝင်းနေနဲ့စင်ကာပူနိုင်ငံကိုအိမ်ဦးနဲ့ချမ်းမြေလို့တွားရောက်လေပလိရှိပြီးအင်းနေဝင်းဆိုရင်လေဒူဘိုင်းကသူ့ဒုတိယနေအိမ်လို့ဖြစ်နေတာပါ။အင်းနေဝင်းဆိုရင်အဖိုးဖြစ်သူရဲ့ဗီဇာသွေးပါသူလို့ဆိုရမလို့မိမရှုပ်တာကိုဝါသနာထုံပြီးဘော်ရဲတိ ਉ ဆောင်အစ်တွေကိုစပွန်ဆာပေးပြီး ထည့်လဲတွဲသုံးဖြုံနေသူဖြစ်ပါတယ်။သူတို့အနေနဲ့ Omni Focus Company ထူထောင်ထားပြီး YBS ကအစီးရ900လောက်နဲ့မျိုးရင်းပတ်စကားပြီးဆွဲတဲ့လုပ်ငန်းကိုသာထင်းထင်းတတလုပ်နေပြီးကျန်လုပ်ငန်းတွေကိုမဲမဲရဲကထုတ်ပြထားတာရှိမနေပါဘူး။အင်းစိန်လန်းနဲ့ပါရမီလန်းတော်က Nevret Hotel ကိုသူတို့မိသားစုပိုင်ဆိုင်ပေးမဲ့ပိတ်ထားခဲ့တာကြားပြီးဖြစ်ပါတယ်။ဒါပေမဲ့ အဖိုးဖြစ်သူအာနာရစင်ကစူဆောင်းထားတဲ့မဖော်ပြနိုင်တဲ့ပိုင်ဆိုင်မှုငွေကြေးတွေကရေးဖြစ်သူတွေလက်ထက်ထိအီလစ်တွေလိုတာသာရရာရှိနေခဲ့ပါတယ်။အာနာရှင်ဟောင်းမြင်းတွေကအာနာရှင်မင်းအွန်လိုင်းကိုလည်းထောက်ခံသူတွေဖြစ်လက်ရှိအချိန်ထိအာနာရှင်စနစ်ကိုအကျိုက်တွေ့နေကြပါတယ်။အာနာသိန်းကာလာမှာစစ်တပ်ကိုထောက်ခံကြောင်းတွေမကြာခဏထုတ်ပြောလို့ရှိသလိုပြည်သူကပြည်လို့တဲ့တန်မိတ်တပိတ်ရက်တွေမှာသူတို့ရဲ့ YPS ကားတွေကိုအခမဲ့စီးနင်းဝင်ပေးပြီး တည်သူဆန္ဒကိုပြည့်ရည်ပြုလိရှိပါတယ်။နောက်ထပ်အာဏာရှင်တဦးဖြစ်တဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေကတော့စီနီယာဦးနေဝင်းဂျူနီယာဖြစ်တဲ့မင်းအောင်လှိုင်တို့နဲ့တော့အနေငယ်ကွာခြားမှုရှိပါတယ်။သူလည်းတိုင်းပြည်ဗန္ဓကို ကိုကျိုးအတွက်သုံးလူဖြစ်ပေမဲ့သူ့အနေထားကပိုပြီးပြီးတိုးဝတ်သူဖြစ်ပါတယ်။တန်းရွှေနေနဲ့သူ့လက်ထက်မှာအကျိုးစီးပွားလုပ်ငန်းထူထောင်တာအာဏာသုံးပြီးစီးပွားရှာတာမျိုး ထောက်ထားရှာပါတယ်။ခရိုနီတွေ လောက်ခံပုဂ္ဂိုလ်ရဲ့အလိုက်တီတီဆက်တဲ့အစိုးလက်ဆောင်တွေကအာနာရှင်ဥတန်းရွှေဘဝအတွက်ကြွယ်ဝမှုပိုဖြစ်စေပါတယ်။ဥတန်းရွှေရဲ့ချမ်းသာကြွယ်ဝမှုကိုပေါ်လွင်ထင်ရှားသိသာစေခဲ့တာကတော့သမီးဖြစ်သူတန်နာရွှေရဲ့မင်္ဂလာပွဲဖြစ်ပါတယ်။ကာလာတမိုအမေရိကန်ဒေါ်လာတန်းချီရှိတဲ့ဖိတ်ဖိတ်တောက်နေတဲ့စိန်တွေနဲ့စီရီထားတဲ့လောလဆာတွေကမြင်ရသူအပေါင်းကိုအံ့ဩမှန်သက်သွားစေပါတယ်။အဲ့ဒီမင်္ဂလာပွဲကို စိန်စီတော်ညလိုခေါ်ပေါ်တပုတ်ခဲ့ကြပြီးအာနာရှင်ဦးတန်းရွှေရဲ့ချမ်းသာကြွယ်ကောင်းမှုကိုမှန်းဆနိုင်ခဲ့ကြပါတယ်။ဦးတန်းရွှေနေတော့ပုဂ္ဂိုလ်ရေးကြွယ်ဝမှုကိုသုံးဝတ်တတ်သူဖြစ်ပေမဲ့သူ့ရဲ့စီးစိန်ကိုထောက်ပြဖြုံးပြလေးရှိသူကတော့ရေးဖြစ်သူဖိုးလာပြီဖြစ်ပါတယ်။ပြိုင်ကားတွေကိုနှစ်သက်ကထဲလဲစီးလေးရှိပြီးနိုင်ငံသားမှကြောင်းတရင်လေရင်တိတဲ့စီစဉ်ပေးရတဲ့အထိအာနာရှင်မိသားစုရဲ့ကြွယ်ဝမှုကိုပြသခဲ့ပါတယ်။ ီမပြုတ်နိုင်တဲ့သတင်းစကားတွေအရဆိုရင်ဖိုးလာပြည်အနေနဲ့ Manchester United ဘောလုံးသင်းကိုဝယ်ယူဖို့ထိအားထုတ်ခဲ့တယ်ဆိုတာပါဒါကရုံနှန်းစကားဖြစ်ကောင်းဖြစ်နိုင်တယ်လို့ထားစရာမရှိအောင်ကျွဲဝချမ်းသာနေသူတွေအတွက်ဖြစ်နိုင်စရာမရှိပါဘူးထူးခြားတာတစ်ခုကတော့ဖိုးလာပြည်ကဥနေဝင်မြေတွေလို့မဲအောင်နိုင်ရဲ့အာနာသိန်းစစ်အုပ်စုနဲ့ပေါင်းဆက်တာမျိုးမတွေ့ရဘဲအာနာသိန်းကာလမှာငြိမ်ချသားကောင်းနေခဲ့ပါတယ်ဖိုးလာပြည်ရဲ့ ိုင်ငံရေးဆက်ဆက်မှုဆိုရင်ဒေါအောင်ဆန်းစုကြည်ရဲ့ NLD ပါတီရွေးကောက်ပွဲပြန်ဝင်ရေးအတွက်ဂျားပွဲစားအနေနဲ့ပါဝင်ဆောင်ရွက်ပေးခဲ့တာကလူသိများခဲ့ပါတယ်။အဲဒီစီနီယာအာနာရှင်အူရဲ့ကြွယ်ဝမှုတားဆင်မြည်ဆက်သုံးမကုံအောင်ပိုင်ဆိုင်မှုတွေကမျက်မှောက်အာနာသိန်းစကောင်းဆောင်မင်းအောင်လိုင်းနဲ့ရှင်ရင် ပြောပါလောက်เสียမှရှိဘူးလို့ဆိုရမလို့ပါပဲ။တိုင်းပြည်ပန်းသာမိန်အာနာသုံးပြီးကြွယ်ဝသူတွေပဲဆိုပေမဲ့ မင်းအွန်လိုင်းကရှေးကနေရောင်းနဲ့မတူတာကတုံ့ဝက်မှုရှိမိနေတာပဲဖြစ်ပါတယ်။သူ့အနေနဲ့အာနာမသိရင်တက်ချုပ်ရာတို့ခန့်အပ်ချိန်ကစလို့ကိုကျိုးစီပွားကိုအလေးထားခဲ့သူတယောက်တို့အခဲခက်တွေကဆိုပါတယ်။ကျောင်းဝါလူစိတ်ရှိတဲ့မင်းအွန်လိုင်းတို့လေမင်းဟာပွဲတက်အခမ်းအနားတွေမှာကျက်သိန်းရာချီတန်းလက်ဝက်လက်စားလက်ကင်ရဲ့နိုင်ရီစင်မြန်းနာကိုကြည်သူတွေကသတိထားမိခဲ့ပါတယ်။မင်းအွန်လိုင်းအနေနဲ့မိသားစုစီမားရေးကို သူကိုယ်တိုင်မကြီးကျက်ပေမဲ့တားနဲ့သမီးကိုလောက်ပိုင်ခွင့်တွေအပြေးပေးပြီးစီးပွားရေးနယ်ပယ်ချဲ့ထွင်ခဲ့ပါတယ်။မင်းအောင်လိုင်ရဲ့တားဖြစ်သူအောင်ပြည့်စုံဟာတချိန်ကဓပုံဝါဒနာရှင်တဦးအနေနဲ့သာသူ့နယ်ပယ်မှာမထင်မရှားရှိခဲ့ပေမဲ့အာနာသိမ်းပြီးနောက်မှာမြန်မာနိုင်ငံရဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ဘဝကိုလည်းလည်းဆက်ဆံရောက်ရှိခဲ့ပါတယ်။သူ့အနေနဲ့ AMM Maha Company, Skywan Salary Company, Dian Gong Restaurant န်ကုန်ဂယ်လရီတို့ကိုပိုင်ဆိုင်ပြီးအမဖြစ်တဲ့ခင်သီးတက်မွန်ကတော့ Ever Fitchin 7 Sense ရုပ်ရှင်ထုတ်လို့ရေးကုမ္ပဏီတို့ကိုပိုင်ဆိုင်ပါတယ်။ဒါအပြင်သူတို့မောင်နှမအနေနဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးကွန်ရက်အားလုံးကိုလည်းနောက်ွယ်ကနေကြိုးကန်ထားသူတွေဖြစ်ပါတယ်။ကဏ္ဍဆောင်စီးပွားရေးလုပ်ငန်းတွေမှာလည်းလုပ်ငန်းခွဲတွေအနေနဲ့ပါဝင် လုပ်ကိုင်နေပြီးတင်နာတွေမှာပြိုင်မကင်းလုပ်ကိုင်ခွင့်တွေရရှိနေပါတယ်။အောင်ပြည်စုံပိုင်ဆိုင်တဲ့အောင်မြင့်မုံမင်းအာမခံကုမ္ပဏီမှာ ဆက်တကသူတွေအာမခံမဝင်မနေရဝင်ရပြီး အကျိုးခံတော့ခွင့်ပြန်ထုတ်မပေးတာနဲ့ပတ်သက်လို့တန်တွင်းမချေလည်မှုတွေရှိနေပါတယ်။နောက်ပြီး Mindtail ဆက်သွယ်ရေးကုမ္ပဏီမှာလည်းတဦးချင်းရှယ်ယာအများဆုံးပိုင်သူတစ်ယောက်ဖြစ်ပြီးအမြတ်ဝင်ငွေတောက်တောက်လေးရရှိနေပြန်ပါတယ်။ရန်ကုန်မြို့6မိုင်ခွဲကကန်တရာစေးုံမှာလည်းမယောင်းလိုက်မိသားစုရဲ့အကျိုးစီးပွားပါနေသလိုဘောက်ထုတ်ကလေးစေးုံကလည်းသူတို့အကျိုးစီးပွားနဲ့မကင်းပါဘူး။တောင်းကလပ်ပါမြို့နယ် ပါရမီကောင်းဝင်တာကအင်းတို့စီတီမှာလဲမင်းအွန်လိုင်းမိသားစုကရှယ်ယာအများဆုံးပါဝင်ထားတယ်လို့စတိုင်လန်ဆိုင်မန်ဖြော်ပေးရေးလုပ်ငန်း ARI တိုင်းကအဇူရာဘီချ်ရီစော့အပန်းဖြေစခန်းဖုံးညက်ပြည်စုံကုန်သွယ်ရေးကုမ္ပဏီ Juice မြန်မာဂီတထုတ်လွှင့်ရေးလုပ်ငန်း Uman Hotel Winning Sky True God ရင်းချမ်းပြည်စုံကုန်ထုတ်လို့ရင်းကုန်သွယ်ရေးလုပ်ငန်းတွေကိုလည်းပိုင်ဆိုင်ထားကြပါတယ်ကုန်သွယ်ရေးလုပ်ငန်းတွေကနေစစ်တပ်အတွက်လက်နက်နဲ့ 73ပစ္စည်းဝယ်ယူရေးတွေပါလုံနိုင်တဲ့အထိ Empire ချဲ့ထွင်ခဲ့ပါတယ်။ဒါအပြင်အခြားနာမည်အမျိုးမျိုးနဲ့ကုမ္ပဏီလုပ်ငန်းတွေကိုလည်းဖွင့်လှစ်ပိုင်ဆိုင်ထားတာကအခြားလူကိုနာမည်အစားထိုးပြီးသူတို့ကနောက်ကွယ်ကပါဝင်နေတာတွေလည်းရှိပါတယ်။ရန်ကုန်မြို့အင်အားလန်းကဆန်မက်စလီတက်မတော်အေဂီဟာကိုမင်းအောင်လိုင်းအင်းနဲ့သူ့ပိုင်သိမ်းယူခဲ့တယ်လို့နေပြီးတော့ခြောက်လုံးထဲမှာလည်းနိုင်ငံဗန်နံငွေနဲ့နေရင်တလုံးထပ်မံစားလို့နေတာလည်းရှိပါတယ်။ အဲ့ဒီလိုအချိန်တိုအတွင်းလောဘဇောတက်ကစီးပွားရေးအားလုံးကိုလက်ဝကြီးအုပ်လာတဲ့အာနာရှင်မိသားစုကိုအရင်ခေတ်ကခရိုနီတွေတောင်လမ်းမြောက်ရှုံးပေးနေရတဲ့အနေအထားဖြစ်လာပါတယ်။အောင်ပြေဆုံးရဲ့စီးပွားရေးလုပ်ငန်းတွေကိုမင်းအောင်လိုင်းရဲ့လူယုံတပည့်ဘိုးချုပ်တွေကဝန်ဝင်ရအကူအညီပေးထားတာကြောင့်ပြိုင်မကင်းလုပ်ငန်းရှင်တူဖြစ်လာခဲ့ပါတယ်။ဒူဘိုးချုပ်ကြီးဟောင်းမင်းနိုင်ကအစောပိုင်းမှာစီးပွားရေးနယ်ပယ်ချဲ့ထွင်နိုင်မှုကိုအဓိကကူညီခဲ့သူဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တိုင်ဝမ်ကဆိုပါတယ်။အဲ့ဒီလိုမင်းအွန်လိုင်းမိသားစုအနေနဲ့စီးပွားရေးနယ်ပယ်အားလုံးကိုချုပ်ကန်ပြီးအစွမ်းကုန်ကြွယ်ဝလာပေမဲ့စစ်တပ်ထဲမှာတော့တက်တွင်းမိသားစုတွေဘဝကို ခက်ခက်ခဲခဲဖျက်ဆီးနေရပါတယ်။ရှေ့ရင်းရစစ်သားတွေရိတ်ခါမလုံလောက်တာဆုတ်ပြက်ဟောင်းဆွေးနေတဲ့လက်နက်တွေကင်နေရတာအာကာထုံးပေါင်းမိဝပြီးချင်းညားကိုထန်းတိုက်ပွဲဝင်နေရတာကိုစစ်ကောင်းဆောင်ကစိတ်ဝင်စားပုံမရပါဘူး။ရှေ့တန်းကရဲဘော်တွေ မပြောဘူးစားပြီးတက်ဆက်နေရစီပါမင်းအွန်လိုင်းမိသားစုကစီဦးထောက်ဘက်တွေနဲ့တာယာစွာနှက်နေပါတယ်နောက်တန်းမှာစစ်သားမိသားစုဝင်တွေလားစားမလုံတော့ဘဲငက်ပြက်နေသလိုရှေ့တန်းမှာပြတ်ဆုံးတည်ဆုံးတဲ့စစ်သားမိသားစုတွေလားစားလည်းမရအာမခံကြီးလည်းမရနဲ့ဒုက္ခပင်လည်းဝေနေရပါတယ်စစ်ကောင်းဆောင်မင်းအွန်လိုင်းကဒါလဲသူနဲ့မဆိုင်သလိုသူ့မိသားစုကောင်းစားကြီးကိုပဲအာယုံစိုက်နေတာကြောင့်တတွင်းမကြည်နှက်မှုတွေကလည်း စားတစားကြီးချွားလို့နေပါတယ်။မင်းအောင်လိုင်းရဲ့အာနာသိမှုကရှေးကအာနာရှင်တွေတုန်းကနဲ့မတူတဲ့ပြည်သူရဲ့တွန်းလှန်မှုကိုပါကြုံနေရတာပါ။ပြည်သူကစစ်တပ်အာနာသိမ်းနောက်ကို အခုထိလက်မခံသလိုအုပ်ချုပ်ခွင့်လည်းအပြည့်အဝမရပါဘူး။ဒါအပြင် နေရနှံ့စစ်တပ်ကိုတွန်းလှန်နေပြီးမျိုးသိမ်းတိုက်ပွဲတွေနဲ့စစ်မျက်နှာစုံဖွင့်ထားရပါတယ်။အာနာသိမ်းပြီးကြတဲ့ကနိုင်ငံစီးပွားရေးလဲတဟုန်တို့ကြာစင်းနေသလို့ ကုံစင်းလုံးကြီးမင်းတဲ့တံကို ပြည်သူတွေအလူးလဲခံနေရပါတယ်။အေးအာနာရှင်တွေတို့တီတီငင်းငင်းအုတ်ချုပ်ခွင့်ဆိုတာသူ့လက်ထမှာမရရှိသေးပါဘူး။ဒါပေမဲ့လည်းသူ့အနေနဲ့အာနာစုံပြီးနောက်ပြန်လဲဖို့စိတ်ကူးရှိဖို့မရပါဘူး။အာနာစုတ်ကင်ထားနိုင်တဲ့မြာကာလမှာသူ့အချိုးစီးပွားကို ရာသလောက်ရှာပြီးအဆုံးထိဆက်မိုက်နေမယ့်သူမျိုးဖြစ်ပါတယ်။တည်ငြိမ်မှုမရှိတဲ့နိုင်ငံမှာပုံကံမှုတွေနဲ့တနိုင်ငံလုံးမီးလောင်မှုဖြစ်နေရတဲ့ကြားကသူ့ဟာ ကျိုးစီးပွားရှာနိုင်တဲ့အာဃအာနာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့်ရှေ့ကစီနီယာအာနာရှင်နှစ်ဦးအနေနဲ့ဒီတစ်ချက်မှာတော့မင်းအွန်လိုင်းကိုမရှင်းနိုင်ပဲနောက်ကကြကြံခဲ့တယ်လို့ဆိုရမှာပါ။